ကတွေကိုတရုတ်ဆောင်တရောင်နေနဲ့ဝင်ရောက်လာတဲ့သူအများနဲ့မတူတဲ့ဇလန်းတွေကိုဖန်တီးပေးနေတဲ့ Trader ညိုမင်းတွေပရိသတ်တွေတောင်းဆိုနေတဲ့မြန်မာစကားကောင်းတွေကိုဆက်လက်ဖန်တီးပေးနိုင်မှုအတွက် Trader တရောက်ရဲ့စိန်ခေါ်မှုတွေကဘာတွေများဖြစ်မလဲကျွန်မတို့ရင်မမှာအခုဆိုရင် Trader ညိုမင်းတွေကိုတိစုံမင်းမြတ်မှုအတွက်စာလင်စင်းရှင်းလင်းမှုကိုရောက်ရှိနေရဖြစ်ပါတယ်ရင်မွေးလက်ထဲမှာတော့ရှိုးပီမေးခွန်းကားကနဲ့တူရှိုးပီရက်ချက်ရှိနေပါတယ် ်အကွေအခုလို့ရုပ်ပြီးစီစဉ်မှာတွေ့ရတဲ့ဝမ်းသာပါရဲ့ရှင်ဟုတ်ကဲ့ဟုတ်ကဲ့ဟုတ်ပထမဆုံးမိကောမှာကိုအဲ့ဒါကမြန်မာဇလန်းတွဲတွေမှာပေါ့နော်ချစ်ကြိုက်ကွင်းညာဇလန်းတွဲတွေပဲကြည်နေရတယ်ဆိုပြီးတော့ပြည်သက်တွေကဝေဖန်နေပါရဲ့ရှင်အကိုတို့ရုပ်ရှင်ဖန်နေသူတွေကပေါ့နော်အဲ့ဒီတွေကကွဲထနိုင်တဲ့စကားမျိုးတွေကိုဖန်နေဖို့ဘာလို့မျိုးဖြစ်နိုင်တာလဲပြောကြပါရဲ့ရှင်မဖြစ်နိုင်တာတော့မဟုတ်ပါဘူးဒီလိုက်လေကြိုက်နေကြပါတယ်သူတကယ်ကွဲထွက်နေကြတဲ့လူငယ်တွေလည်းရှိတယ်လက်ရှိ လောကထဲမှာလည်းရှိပါတယ်ဟိုပြည်သက်က ကြည့်မိတဲ့အချိန်နဲ့ဒီဘက်ကလူတချို့ရဲ့နည်းနည်းထပ်နေတဲ့ဟာမျိုးလေးတွေနဲ့တိုက်ဆိုင်တော့တယ်ဟုတ်ကဲ့ပါဟွာဒါကတော့အကိုတို့ဒီမိသားစုမျိုးကောနော်နမနိကအကိုမာလေအကိုရဲ့သမီးတွေပေါ်ထားတဲ့ပညာရေးမျှော်လင့်ချက်တွေကဘာတွေများဖြစ်မလဲကိုကျွန်တော်ကသူတို့ကိုလေဟိုပညာဆိုတာအတန်းပညာတက်ဖို့အတွက်အတန်းပညာကိုလိုချင်တဲ့အဆင့်ရောက်ဖို့တော့ကသူ့အမေကတောင်းရင်ထားရပါတော့ဆရာမလည်းဆရာမဆိုတော့ကျွန်တော်ကတော့အဓိကသူတို့ကို ကိုကိုရိုင်းတကယ်တိတကယ်တတ်တဲ့ပညာမျိုးပို့ပြီးတော့ဖြစ်စေချင်ပါတယ်။မိဘက push လုပ်လိုက်လို့ဆရာဝန် engineer line ရွေးချယ်တာမျိုးမဟုတ်ပဲနဲ့သူတို့ကိုယ်တိုင်တကယ်လုပ်ကျင်တဲ့အားမျိုးပဲလုပ်ကြတာ။အာအမသုံးမိကိုမှရှင်ဟုတ်ကိုညိုမင်းဝင်ရဲ့ပေါ်အောက်ပေါ့နော်တစ်ကပြန်စာခွင့်ရမယ်ဆိုရင်ဘာအောင်များရှင်ဆုံးလုပ်ချင် ပါလဲကျွန်တော်အဲ့လိုနှုံနာရတဲ့သူမဟုတ်နှုံနာရတဲ့သူမဟုတ်ဘူးဆိုတဲ့အတွက်တစ်ကပြန်စာလိုက်လို့ရှင်ဘာတွေလုပ်မယ်ဆိုတဲ့ဟာမျိုးကျွန်တော်မှမရှိဘူးကျွန်တော်ကဒီလက်ရှိဖြတ်သန်းနေတဲ့အတိုင်းပဲကျွန်တော် ကိုကျွန်တော်အကောင်းဆုံးဖြစ်အောင်ပဲဆက်သွားမယ်ကျွန်တော်မှနောင်တဆိုတာမရှိရဲ့အတွက်တစ်ကပြန်ဆက်ရင်ခဲ့အဲဆိုရဟာကျွန်တော်စဉ်းစားထားတယ်အာဟုတ်ကဲ့ပါကိုဒါနံပါတ်လေးမင်းကမှရှင့်အခုအနေနဲ့ပေါ့နော်ရုပ်တရုပ်ရုပ်ရှင်တွေကိုဖန်ဆင်းလို့ရှိလို့ရှင်ပေါ့နော်သူများအိမ်နဲ့မတူဘဲနဲ့ဖန်ပြီးတာကိုတွေ့ရပါရဲ့ရှင်အဲ့တော့အဲ့လိုပေါ့နော်သူများအိမ်နဲ့မတူတဲ့ဇလန်းတွေကိုရိုက်ဖို့အတွက်ဖေးချင်းအများစားပြီးတော့စဉ်းစားမိရလဲရှင်음အဲ့ဒါအဓိကဟိုဖေးဖေးကလည်းကျွန်တော်ရုပ်ရှင်တွေဝင်ငွေတော့မဲကဟိုအများန်း ပြောခဲ့တာလေးတခုရှိတယ်ပေါ့နော်ဟိုဘာလို့လို့သူများနဲ့မတူအောင်သူများနဲ့ကွဲပြားအောင်လို့ဆိုတဲ့ဟာလေးတခုကတပေကျွန်တော်ရုပ်ရှင်နဲ့ဝင်ရင်တော့ပြောခဲ့တဲ့တခုတည်းသောစကားပေါ့ဆိုတော့အဲ့ဒါလေးကကျွန်တော် grand လေးကြိုက်တယ်ကျွန်တော် grand လက်ခံတယ်ငငယ်လေးကလည်းဒါမျိုးတွေပဲသဘောကျတယ်အားကြောင့်ပါဟုတ်ဟုတ်ကဲ့ပါအကိုဒါနံပါတ်9မိကိုနောက်ဆုံးပါပဲရှင့်ဟုတ်မြန်မာနိုင်ငံရဲ့ပုံရိပ်ကိုပေါ့နော်ကဘာအသိစေနိုင်မဲ့စကားမျိုးဖန်ပြီးခွင့်သာရမယ်ဆိုလို့ရှင်ဘလို့အကြောင်းအရာမျိုးများရိုက်ပြချင်ပါလဲရှင့် ရှာရှာပွားပွားအကြောင်းအရာလေးတွေရှိပါတယ်။ဟိုကျွန်တော်တို့မြန်မာနိုင်ငံမှာဟိုအများအားအဲ့လိုနိုင်ငံတကာတော့ပြပြဖို့ဆိုပြီးရွယ်ပြီးရိုက်နေကြတဲ့အထက်မှာကြံနေခဲ့တဲ့အကြောင်းအရာလေးတခုတွေ့တွေ့မိတယ်။ဒါပေမဲ့အခုမပြောပြရစေကျွန်တော်စိတ်ကူးထဲမှာရှိပါတယ်ကျွန်တော်ပေါင်းနေပေါ့ပါအော်ဟုတ်ကဲ့ပါအခုလိုမျိုးယူပြရနေမိကုန်းငါးခုကိုဖြစ်ကြပြီးရတဲ့ကိုညမင်းလေးကိုကျေးဇူးအများကြီးတင်ပါတယ်ရှင်အောင်မြင်မှုတွေများရရှိပါစေဟုတ်ကဲ့ပါ